ကျမကတော့ကျင်ဆက်သူမဆန်နာပါဖြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွေမူကင်းဇလန်းကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့အမန် YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်မလေးခင်ရဲ့ဖြစ်စဉ်ကလေတကယ်ဖြည့်ရမှန်တစ်ခုပါတပန်မခင်လေးရဲ့ဖြစ်စဉ်ကလေတကယ်ဖြည့်ရပါပဲမလေးခင်ရဲ့ဖြစ်စဉ်က ကျွန်တော်ရဲ့ဖီဖီဦးရဲမောင်ရဲ့မှတ်တမ်းတွေထဲမှာသူ့ရဲ့ကိုရီးဖြည့်ရဆန်းတစ်ခုဖြစ်တယ်။မာခင်လီရဲ့ဖြည့်စင်ကတော့ကျွန်တော်ရဲ့ကိုရီးမှတ်တမ်းတစ်ခုပါ။သူတို့နှစ်ဦးရဲ့နာမည်တွေကလည်းမာလီခင်နဲ့မာခင်လီနာမည်ချင်းခက်ဆင်ဆင်ပါ။သူဆိုရင်တော့သူတို့နှစ်ဦးရဲ့အကျိုးချောင်းချင်းရာကဘာတွေလဲ။မြည်တို့မြည်ပုံကွာခြားသည်နိ။ဆိုရတော့ချင်းခွင်ရှာကမြည်သည့်အကြောင်းရာဘက်ကိုအလေးတားလေးသည်နိ။ချင်းတွေ့စရာကန္နာနှစ်ရဒါမှမဟုတ်ဖြည့်စင်နှစ်ခုအကြောင်းပါ။ မာလီခင်နဲ့မခင်လီ1923ခုနှစ်ဧပြီလ2ရက်မာလီခင်နဲ့ကုမူတရက်ခိုင်မလွန်ရွာတကယ်တော့ကုမူတယောက်လူပြန်တော်ဘဝကိုရောက်ရတာကမာလီခင်ကြောင့်ဖြစ်တယ်မာလီခင်ကညာသူပြီးပြီးမျက်လုံးမျက်ဖန်ကောင်းကောင်းညို့ကြောစကားပြောရင်လည်းနှွေးတဲ့တဲ့သူအချက်ကကုမူအတွက်ဆွဲမက်စရာဖြစ်ရတယ်ကုမူတယောက်လူပြန်တော်ဘဝကိုရောက်ပြီး လေးလအကြာမှာပဲမာလီခင်နဲ့အိမ်အောင်ပြုလိုက်ကြတယ်။ကိုမိုးရဲ့ဒုံရင်ဝါဒနာက အကိရောက်ထိုးခြင်းဒါမှမဟုတ်ဖိုးထိုးခြင်းဖြစ်တယ်။အလောက်ကအားရနဲ့ကိုမိုးကသူကိုယ်တိုင်စိတ်တိုင်းကြပြုပြင်ထားတဲ့ဖိုကန်းတဲ့ကူရောက်နေတတ်တယ်။သူ့ရဲ့လုပ်ငန်းကမြည်သွေးမြည်ပုံအကျိုးမြတ်တွေ ရှိလာမှကိုမခံမနိုင်တော့လေမိသွေးမိသွေးဖို့ကတော့နှိမ့်စတူဝါကုန်နေတယ်။မာလီခင်ဘက်ကအမွေရထားတဲ့လက်ဝဲလက်စားလေးတွေတောင် မိသွေးဘူးကြောင့်တင်း၍ရောပါလာပြီ။ကုမိုးရဲ့ရွှေလည်းမဖြစ်ငွေလည်းမဖြစ်တဲ့ရှင့်ရဲ့အလုပ်ကြီးကိုရက်လိုက်ပါတော့။ဟာငါကရွှေဖြစ်ငွေဖြစ်ဓာတ်လုံးမဟုတ်ဘူးခါ။ထွက်ရက်ပေါက်လန်းစင်ဓာတ်လုံးခါ။နင်နားမလဲပေါ့။ကြာတော့မလေးခင်စိတ်ညစ်လာတယ်။ကုမိုးရဲ့ဓာတ်လုံးကိစ္စမြန်မြန်ပြပြအောင်မိတို့မိပုံလုံးရပါမလဲလို့တွေးနေရတယ်။တရင်တို့တော့အကြံဘောဆိုတဲ့အတိုင်းတညတော့မလေးခင်ရဲ့ခေါင်းထဲကိုအကြံတစ်ခုဝင်လာတယ်။ ဒီလိုနဲ့နောက်တနေ့မနက်ဈေးကအပြန်မှာကုမိုးဖို့ထိုးနေတာကိုလမ်းမြင်နေရတယ်။ကုမိုးဟေးအိုးကုမိုးမလေးဟာငါဒီမှာလေဘယ်ကနေထူးနေတာလဲဒီမှာပါဆုံမကွာအတန်သာကြားရတယ်လူမမြင်ရဘူးတော့ဟေးကုမိုးရင်တွေတုံသွားတယ်ကြည်နူးမှုဝေဒနာတရက်ကို အတိုင်းမသိခံစားလိုက်ရတယ်မြင်စေလို့ဆိုလိုက်စမ်းပါရှင် မြင်စေ အမလီကိုမိုးရေ ခုမှပဲမြင်ရတော့တယ်။ရှင့်ရဲ့အလုပ်ကတော်တော်ကိုဟုတ်နေပါဗောလား။အေးအဲ့ဒါဟောဒီဓာတ်လုံးရဲ့တကူဟာနင်းတို့နားမလဲပါဘူးဟာ။ဒီထက်အောင်မြင်အောင်ဆက်ပြီးတော့ကြိုးစားစမ်းပါရှင်။ကိုမိုးဟေးရှင့်ဟာကကိုပြောက်နေပြီတော့။အဲ့ဒါငါတီးပြီးသားပါ။နင်းတို့နားမလဲပါဘူး။ကျမကြားဘူးတာကသူတော်စင်သူတော်မြတ်တွေဖြစ်လာရင်ဝိပုစင်ကျေကိုဝေ့ရတယ် ပြီးတော့လော်ကီအေးအိမ်တော်သားမွေးအလုပ်တွေကိုစွန့်ပယ်ပြီးတောထွက်ကြရည်စုကျမကိုတော့ထားရည်ပြီးတောထွက်မသွားပါနဲ့နော်ကျမကိုတနာပါအင်းစင်ကမဖျားဖြစ်ဆိုတာနေလေကြားဘူးမှာပေါ့တနာကိလေသာဆိုရင်နောင်ကျိုးကိုဖျက်နိုင်ပါမှာဖြစ်တာငါလဲလူစော်နန်လို့မခံနိုင်တာကြပြီးဟာမနှက်ပြန်ကြရင်ငါ့ဘူဝိပြုတစုံဝယ်လာပေးစမ်းကျမဘဝတော့ဒုက္ခရောက်တော့မှာပါလား နင်တို့နားမလဲပေါင်းဟာနောက်နေ့မှာမာလေးခင်ကဝေးဖြူစင်ကြဲတစုံဝယ်ပြီးပြီးပြောပြန်နေကိုမို့ဟေးရှင့်ရဲ့ဓလုံးကကိုပြောက်တောင်နေပြီဆိုတော့ဟိုလေပေရေခရမင်းသားလို့ဓလုံးကိုအကရင်းမှငုံပြီးလေထဲမှာဇံပြန်လို့ရတယ်လားအဲလေးခင်ဒီနေရာမှာနင်နားလဲသွားပြီဟုတ်ပါဟုတ်ပါကျမကိုတော့တယောက်တည်းပြစ်မထားခဲ့ပါနဲ့နော်နော်လို့ ။ငါစဉ်းစားပါဦးမေဟာ။ဇံပြန်ရင်လေလေမတို့ပသက်နေရကမပြန်မနဲ့။ခေါင်းရင်ပေါက်ကပြန်မ။နင်းစရာမလုံဆန်းပါနဲ့။ဒူညာကတော့သူတို့နှစ်ယောက်စလုံးအိတ်မပြောကြပါ။တယောက်ကိုတယောက်အပြန်လန်အကဲခတ်စောင့်ကြည့်နေကြတယ်။မာလီခင်ကကိုမိုးရဲ့လှုပ်ရှားမှုအခြေအနေကိုဒေတာကိုစောင့်ကြည့်နေတယ်လို့ကိုမိုးကလည်းမာလီခင်အိတ်မအိတ်ကိုချောင်းမြောင်းနေခြင်းဖြစ်ပါရဲ့။ ည7နှစ်နာရီထိုးလေတော့မလေးခင်ကကိုမိုးကြားလောက်တဲ့အတန်မျိုးနဲ့အိတ်ဟန်ဆောင်ပြီးဟောက်တန်ပေးလိုက်တယ်။ကိုမိုးကအသားလေးထပြီးခြေတန်ဖော့နှင်းကပြတင်းပေါက်စီကိုရှောက်သွားတယ်။သူ့အိတ်အတွင်ကတလုံးကိုထုတ်ပါဇက်မှငုံပြီးအိမ်ကောင်းရင်ပြတင်းပေါက်ဝမှာသွားကနေဇံပြန်လို့ထွက်သွားတယ်။အောင်မလေးဗျာလောက်ကြပါအောင်လေးခင်ရေလာပါအောင်ကကိုမိုးရဲ့အော်တန်ကြားတာနဲ့မလေးခင်တို့အိမ်အောက်ကိုပြေးဆင်သွားတယ် ဝိဖြူစင်ကြယ်ဖယူဖယဲနဲ့နှင်းစီချုံပေါ်မှာကာယာကြီးတင်နေတဲ့ကိုမိုးကိုတွေ့လိုက်ကြတယ်။လေးခင်ငါ့ကိုလှုပ်ပါအောင်ဟာကိုမိုးရေအတန်သာကြားရတယ်တော့လူမမြင်ရဘူးတော့မြင်စီလို့စိုးလိုက်စမ်းပါအောင်။အီမာကောင်းစွာသဘောပေါက်သွားပြီဖြစ်တဲ့ကိုမိုးကဒေါ်ဘွားဘွားနဲ့ပြောလိုက်တယ်။မမြင်စီအီတီကဖိဖိရဲ့မှတ်တမ်းကို ဖွင့်နေထားတဲ့မာလေးခင်ရဲ့အကြောင်း ဒါမှမဟုတ်မလေးခင်နဲ့ကူမိုးတို့အကြောင်းမှမခင်လေးရဲ့အကြောင်းအမလီလာကြပါအောင်ရှင်အမြန်လာကြပါအောင်လာမိုင်းညတညရှင်းနိုင်ခံဖြစ်တဲ့မခင်လေးရဲ့ထိတ်လန့်တဲ့ကြောင်အော်လိုက်တဲ့အတန်ကပဝင်းချင်းတခွင်ကို ရိုက်ခတ်သွားတယ်ဒါကြောင့်လည်းအနီးပါရှိလူများအထူးသဖြင့်ယောက်ျားသားများရောက်လာကြတယ်မခင်လေးဘာဖြစ်တာလဲအကူကြီးနောက်ဖေးပေါက်ကနေလိမ့်ကြသွားလို့ လုံးကြပါအောင်ရှင်ကိုကြီးလက်နေတမီပါတဲ့သူဒီဘက်ကိုမိထိုးပြစားမှာဟာနောက်ဖေးပေါက်တကားပေါက်အောက်တဲတဲမှာအစီအီစီပြီးထားတဲ့ဥပ္ဖနဲ့အတင်းများရှိတိုင်တင်းများဖြစ်တော့တိုင်တိုင်းမှာတန်များထူငုံကြီးများတက်လျက်ရှိထူငုံများပေါ်ကိုကြားရောက်နေတဲ့ဥဖေမောင်ကတော့မလုံမရှက်ရှိပြီးသွေးချင်းချင်းနေနေတယ်ဟာအသက်မရှိတော့ဘူး အမလေးအသေးဆိုးလာကြည်လားကိုကြီးရဲ့စိတ်မကောင်းစရာပဲဗျာဒိုနီယာကို အပြေးလွှားရောက်လာသူများထဲမှာတည်ဆုံးသူအရာရှိဥဖေးမောင်ရဲ့ရုံမှာရုံးဥစည်းကြီးဥထုံးဝေလေးပါရီဘလို့ဖြစ်သွားတာလဲဆရာကြီးကတော့သူဟာသူအောက်မှာရှိတဲ့အုပ်ဖက်တိုင်တွေကိုတွားကြည့်ရင် မတော်တဆကြသွားတယ်ထင်ပါရဲ့ရှင်ဆရာကြီးကတော့ကလိုက်မသွားဘူးလားကျမကအင်းရှိကမ်းမှာစာဖတ်နေတာ သူပဲချိန်ထသွားတယ်လေတော့မသိလိုက်ပါဘူး။ငုံကနဲ့အတန်ကြားလိုက်တော့မှသိရပါရဲ့ရှင်။အင်းဆရာကြီးကလည်းငကိုကမှယောဂတယ်ဆိုတော့လေ။မခင်လေးကတော့ရင်ဘတ်စီတီငူကြီးချက်မှဖြစ်နေတဲ့ရောက်လာကြတဲ့အမျိုးသမီးအဖော်များကဖိမကူညီကြချော်မော်ကြနှင်းသိမ့်ကြရဲ့။ဆရာကြီးကတော့ရေတရားနဲ့ဖြေပါ။အကိုကြီးတော့မရှိတော့ရင်တော့ကျမရဲ့ဘဝဟာ တောင်မြန်မာလွတ်တဲ့အခွေးဘဝကိုရောက်ရပြီပေါ့ရှင်။အမျိုးသားများဥဆောင်ပြီးလိုအပ်တဲ့ကိစ္စဝေစာအလုံးကိုတယောက်တစ်လက်ဝိုင်းအောင်လုပ်ကြရည်။တွေးတဲ့တန်တွေနဲ့မြင်မကောင်းကွာ။တခါရဲ့ရေချိုးပေမှာကောင်းနေ။တချို့ကအလောင်းထားရန်နေရာထိုင်ခင်းပြင်ဆင်ကြရည်။စီကြီးဥထုံးဝေဥဆောင်ပြီးအလောင်းကိုရေချိုးပေးကြရီဆရာကြီးကတော့သူ့တာသမီတွေစီကိုအကြောင်းကြားမှပဲဟုတ်ကဲ့ဆရာကြီးကပဲစီစဉ်ပေးပါ လာနိုင်တဲ့သူလောက်သုံးရတော့ထားမယ်ရှင်ကြည်တာလောက်ကြပါတော့ကျမတို့ခေါင်းမီတောက်နေရပါပြီသူညကစပြီးနီးစပ်သူများအလုံးညီနိုင်တိုင်မြင်ပြီးဝိုင်းဝန်းဆောင်ရှောက်ကူညီမှုပြုကြရီဥပိမောင်ကအသက်40ရှစ်နှစ်မုတ်ဆိုးဘူးအစိုးရအရာရှိတယောက်ဖြစ်တဲ့ထားရနေစီရတော့ဝန်ထမ်းဘဝအနေထားရောက်မြို့တစ်မြို့ကိုပြောင်းရွှေ့ရောက်ရှိလာရီတားထောက်သမီးခန့်များရှိပေမဲ့အိမ်အောင်ကွဲများဖြစ်ကြတာမို့ သူအနားမှာတယောက်မှမရှိကြပြီနေစဉ်စားရေးတောက်ရေးကိုထမင်းဆိုင်မှာပဲစားတတ်တယ်ထိုကဲ့သို့ထမင်းဆိုင်မှာ ဝင်ထွက်စားရင်းတောက်ရင်းကထမင်းဆိုင်ရှင်ရဲ့ဒူမာလီမခင်လေး25နှစ်နဲ့တွေ့ကြတယ်နှစ်ဦးနှစ်ဝကျင်းထကြတော့အချင်းယုံနီးနဲ့လက်ထက်လိုက်ကြတယ်မင်းခါစားကနာတစ်ပင်ဆိုတဲ့စကားအတိုင်းဥဖေမောင်တယောက်နောက်ထပ်တစ်ကြိမ်မျိုးတမျိုးကို ပြောင်းရပြန်တော့ရောင်နောက်စတုံးပါမခင်လေးပါလိုက်ရတယ်ကိုကြည့် မ်ဟိုရောက်ရင်လေရုတ်တရက်ရင်းနှီးမဲ့လူရှိမှာမဟုတ်ဘူးဟိုဒီဒီခန်းရအောင်မောင်ထွေးမောင်ကိုခေါ်ခဲ့ချင်တယ်အကိုကြီးအတွက်လည်းတောက်တော့မရခန်းရတာပေါ့ပြီးတော့ဒီကောင်လေးကလူရင်းဆိုတော့စိတ်လေးချရတာပေါ့ဘလို့သဘောရလေလေးရဲ့သဘောပဲလေကိုကြီးကသဘောတူပါတယ်အသက်ကိုချင့်တွက်တော့အနှစ်20ကျော်กว่าတယ်ဇနီးငယ်ငယ်အသေးဆက်ဆက်ကလေးကိုယူထားလေတဲ့ဥဖေမောင်အဖို့တော့ကန့်ကွက်ရန်မရှိပါဘူး နှမသဘောကြောင့်အဟောတပင်ဖြစ်ရသည်ဒီလိုနဲ့ထမင်းဆိုင်အလုသမားလေးမောင်ထွေးမောင်15နှစ်ကတူတူပေါ်အဖြစ်နဲ့ပါလာသည်မောင်ထွေးမောင် ခမရအမ အကိုကြီးကိုဂယူးဆိုင်နော်ဟုတ်ကဲ့ပါမသူတို့ဇနီးမောင်နဲ့ထိုမျိုးကိုရောက်တဲ့ကာလကသူတို့ရဲ့အိမ်တော်တက်တန်းနှစ်နှစ်နဲ့အတူတူပဲဖြစ်ပါရည်သူအချိန်မှာပဲဥဖေမောင်မှသွေးတိုးနဲ့စီးကျူယောဂါဆွဲကပ်လာတော့ရခင်ကဲ့သို့တက်တက်ကြွကြွမရှိဘူး စိတ်တက်ကပါကြလာတော့လေးလေးလံလံထိုင်ထိုင်မိုင်မိုင်ဖြစ်လာတဲ့အစစအရာရာမှမားကင်လေးကပဲဥဆောင်ရတဲ့အခြေအနေမျိုးကိုဆက်ရောက်လာတဲ့ဤဒီမှာဥဖေမောင်နဲ့မားကင်လေးတို့နှစ်ဦးရဲ့နောက်ကြောင်ဒါမှမဟုတ်ဖူးစာလမ်းဆောင်ရဲ့ဇလန်းလေးပါဟာစည်ရေးကြီးပါလားလွယ်အိတ်တလုံးနဲ့ဘဲသွားမလို့တော့ရုံးကိုသွားရမယ်စကမ်းမှုကြီးရဲ့ဘတ်ချက်ပိတ်တဲ့လာဆိုတော့ဒီနေ့ကနေနေ့မှလည်းရုံးတက်နေရတယ် ဒါနဲ့အကိုကြီးဥဖိတ်မောင်ဆုံးသွားတော့မြို့နယ်မှုအစ်စ်ကဘသူလာမှလဲမပြောတတ်သေးပါဘူးဗျာအကိုကြီးဆုံးသွားတာစိတ်တော်မကောင်းဘူးဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်စကမ်းမှုကိုပြောပြခြင်း ਨੇ ဆရာကြီးတေးရတဲ့ကိစ္စမှာမယိုးသားဘူးလို့ကျွန်တော်စိတ်ထဲမှာလိတ်ခဲတဲလေဖြစ်နေတယ်ဘလို့ကြောင့်လဲသူအိမ်မော်ကနေပြုတ်ကြတယ်ဆိုတာကညအချိန်ကြီးဗျဥပနတ်တွေကိုကြည်ရင်နေပြုတ်ကြတယ်လို့ယူဆရအောင်ကလည်း ဲ့ဒါတွေကသူနဲ့ဘာမှမဆိုင်တဲ့ကိစ္စအိမ်မြင်မှုအတွက်စောက်လုပ်ရေးကခဏလားထားတာနောက်တစ်ခုကဆရာကြီးဆုံးတော့ကျွန်တော်ကိုယ်တိုင်ရေချိုးပေးခဲ့တာသူ့ရဲ့သွေးစွန်းနေတဲ့အင်ကြီးအဟောင်းကိုချွတ်ပြီးစန့်ကြည့်တော့အတွင်းရိတ်ထဲကစာရွက်ခေါက်လေးတစ်ခုတွေ့တယ်ဗျဘသူမှမသိအောင်ကျွန်တော်သိမ့်ထားတာလက်ရေးကတော့စာသိပ်ရေးတဲ့ပုံမပေါ်ဘူးဘာရီများရေးထားလို့လဲအမဘက်ကပန်းရောင်သာလောက်ပါကျွန်တော်ကိုစိတ်ချပါရဲစာကဒီလောက်ပဲ อืมရုံးကိစ္စစားမျိုးလည်းမဟုတ်တော့ဒီစားလေးကိုအကူကြီးဖေမောင်ဘာကြောင့်တင့်ထတဲ့လဲဆိုတာတွေးတော့တွေးတော့စရာပဲမတေခင်ကတော့သူတို့အိမ်တော်ကြီးမตายရတဲ့အကြောင်းနဲ့အိမ်မှာရှိနေတဲ့ကောင်လေးကိုပါအိမ်ကနှင်လိုက်တဲ့အကြောင်းကျွန်တော်ရှိမှညီးဘူးတယ်အဲ့ဒီကောင်လေးကရောဘဲရောက်သွားတယ်လေဒီမျိုးမှာပဲရှိနိုင်နေမကြမကြတွေ့တယ်ကျွန်တော်မှရှိခဲ့စားကိုစကားမှုစီပြမယ်ဗျအနောက်ပြန်ယူလာခဲ့မယ်ကောင်းပြီလေ ျွန်တော်လည်းလွတ်ဝက်ပြီးတော့စုံစမ်းပေးပါမယ်။နောက်ချက်နှစ်ရက်အကြာမှာတော့မောင်ထွေးမောင်ကိုရဲစခန်းကခေါ်ယူစစ်ဆေးတယ်။ဥဖေမောင်တည်ဆုံးရတဲ့လှုပ်ကြံမှုကဘွင်ဘွင်ကြီးပေါ်လာရတယ်။မောင်ထွေးမောင်ထွက်ဆိုတာကဥဖေမောင်ယောဂရလာတဲ့နောက်ပိုင်းမှာမခင်လေးကသူ့ကိုမြူဆွဲခဲ့တာကြောင့်သူတို့နဲ့ဥမောင်မခဲ့ကြကြောင့်ဒီနေ့မှဥဖေမောင်နဲ့ပတ်ပင်းပြီးတော့လင်မယားစကားများကြကြောင့်သူ့ကိုလည်းအင်ကနှင်ထုတ်ခံရကြောင့်ဒါပေမဲ့မခင်လေးကိုယ်တိုင် အဆက်အသွယ်အလောက်ကန်ရှာပေးပြီးဒီမြို့မှာပဲနေစီခဲ့ကြောင်းသူတို့နှစ်ဦးရံဖန်ရံခါတွေ့ကြရကြောင်းမခင်လေးကသူ့ကိုအတီးပေါင်းမယ်ဆိုရင် အဖိုးကြီးထံကပိုင်ဆိုင်မှုများကိုရအောင်သူစီစဉ်မယ်လို့ပြောထားကြောင်းယခုစမှမခင်လေးထံကိုသူရေးလိုက်တဲ့စာဟုတ်မှန်ကြောင်းနေထွက်ဆိုပြီးဒူအမှုနဲ့တဆက်တဲ့မခင်လေးကိုပါဖန်စီလိုက်တဲ့စစ်စစ်ကြည့်လိုက်တော့မခင်လေးကသူတို့လည်းမရမသိမ့်မြတ်ဖြစ်ကြတယ်တလာနီးပါရှိပြီဖြစ်ကြောင်း သူ့မှာမောင်ထွေးမောင်နဲ့ကိုဝင်ရှိနေကြောင်းအခင်းဖြစ်ပွားတဲ့ညကဥဖေမောင်ကိုဈေးတိုက်ရာမှာဈေးတဲကိုအိတ်ဆေးများထည့်တိုက်ခဲ့ကြောင်းဥဖေမောင်အိတ်ပြော်ရာနဲ့နောက်ဖေးပဝါကို ဆွဲယူသွားပြီးအောက်ကို တွန်းချခဲ့ကြောင်းနဲ့ဝန်ခံထွက်ဆိုခဲ့တယ်။မာလေးခင်ရဲ့လောက်ရဲ့မခင်လေးရဲ့လောက်ရဲ့သူတို့နှစ်ဦးရဲ့ပြုမှုနည်းရပ်ကိုချိန်ထိုးကြည့်ကြပါစို့။မခင်လေးကျူးလွန်တဲ့အမှုကတော့သူမကိုယ်တိုင်ကရကံမြောက်လှုပ်ဆောင်ခဲ့တာမို့ လူသက်မှုကျူးလွန်ကြောင်းကိုတတ်မှန်ရှင်းလင်းရမလို့တော့ပါ မာလေးခင်အကြောင်းကတော့အသေးမွားတဲ့ရန်နဲ့ဟာသဆန်ဆန်ရှိနေတယ်ရည်စရာတည့်ရပါလို့ဆိုရင် လွယ်လွယ်ပဲတွေးကောင်းတွေးမိပါမယ်သူ့အရာမှာလွယ်လွယ်တွေးရင် လေးလေးဖြစ်တတ်တာကိုသတိပြုရန်လိုပါတယ်ကိုမိုးကိုဥပေရန်မြင်းနဲ့ပညာပေးတယ်လို့ပဲပြောပြောနင့်နာလူစိတ်မရှိပါဘူးလို့ပဲဆိုဆိုတကယ်လို့တော့ကိုမိုးတယောက်မတင်မဖဲတည်ဆုံသွားခဲ့ရင်တရားဥပဒေသဘောမျိုးနဲ့ မလေးခင်တယောက်သူ့ရဲ့ပြောခါကင်းမှာမဟုတ်ပါတဲဝိုက်တဲ့နီးနဲ့တေချောင်းကြံစီမှုနဲ့ညီစုံးမှတေးကြပါရဲ့ဒါမှမဟုတ်ရင်တေချောင်းကြံစီမှုမှကင်းလွတ်လိမလားဒီရဲ့ချက်ကအငင်းအပြားပြားကျင်းတွက်စရာဖြစ်ပြီးတယ်တင်းစရာမြင်းစရာကြားစရာသုံးပါးကိုဥထိတ်ထားလျက်စာရေးသူစရာကြီးကိုလည်းကျေးဇူးတင်ပါရှင်ဟုတ်ကဲ့ ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။